ဒီဗီရီမှာတော့ဆမ်မကာလာမှာပြုလုပ်နေကြဖြစ်တဲ့စွန်ထွက်တဲ့ပွဲတွေကိုအမှသွားကြည့်ထားဖြစ်ပါတယ်အမှတူလိုက်ကြည့်ပေးဦးနော် မဲမင်္ဂလာပါအမရဲ့ blog လေးအမပြန်လဲကြိုဆိုပါရစေဒီတစ်ခေါက်ကတော့ဆမ်မလေးရောက်တော့မှာဆိုတော့ မနစ်ကတတိထားတဲ့ activity ရဲ့မှာတစ်ခုဖြစ်တဲ့ဆွန်လွတ်တဲ့ပွဲတွေနဲ့အကြောင်းနဲ့ပတ်သက်ပြီးအမဘဘုသနီနဲ့ပြန်လည်ပြောင်းရေးပေးချင်ပါတယ်။ Summer ဆိုရင်နိုင်ငံမှာ activity မျိုးစုံရှိပါတယ်။ Beach တွေမှာလည်းရှိသလိုအခုလိုမဟန်တန်ဘက်ခြမ်းတွေမှာလည်းရှိရပါတော့။အဓိကတော့ကလေးတွေအတွက်လုပ်ပေးတဲ့ပွဲတွေပဲဖြစ်တာပေါ့နော်။တပြော family နဲ့ enjoy လုပ်ကြတယ်။ပျော်စရာလည်းအရင်ကောင်းတယ်ပေါ့နော်။အဲ့ပွဲကတော့မဟန်တန်ဘက်မှာလှုပ်ထားတဲ့ပွဲလေးတစ်ခုပါ။သူကအဲ့နေရာဆွန့်လွတ်တဲ့ပွဲပေါ့နော်။ဒီတိုင်ငယ်မှာဘယ်နေရာမှာပွဲတွေလှုပ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုကြိ ီးလို့ရတဲ့ app လည်းရှိပါတယ်။အဲ့မှာနောက်နေ့မှာ app link နဲ့လည်းမိတ်ဆက်ပေးပါအောင်မယ်။ဒီကတော့ beach မှာလုပ်တဲ့ဆွမ်းလုပ်တဲ့ပွဲပေါ့နော်။ သူကသွားပြီးတော့ဆလုတ်တက်ပေါ်တွေမှာသွားထိုင်ကြည့်အရင်ပြောဖို့ကောင်းတယ်ဘာဖြစ်လို့ဆိုတော့ကောင်းရင်မှာစွန်တွေကရောင်စုံပေါ့နော်အာနောက်တစ်ခုကကျတော့စွန်တွေအကုန်လုံးကအကောင်မျိုးမျိုးစုံရှိတယ်အရင်ချစ်ဖို့ကောင်းပြီးအရင်မိုက်တယ်ပေါ့နော်ဒါပေမဲ့ဈေးတွေကနည်းနည်းလေးကြီးတယ်အနည်းဆုံးဘယ်လောက်ရှိတယ်လဲဆိုရင်30ရနေပြီးတော့30အထက်မှာပဲရှိရယ်ပေါ့နော်အခုဆိုရင် Costco မှာရောင်းနေပြီအဲဟာတွေရလေဆိုတော့ကိုက beach သွားမယ်ဆိုလဲအဲ beach မှာယူသွားပြီးစွန်လှုပ်လို့ရတယ်လို့အခုလို့စွန်လှုပ်ပွဲတွေမှာမိသားစုနဲ့တူတူသွားပြီး enjoy လုပ်လို့လည်းရရယ်ပေါ့နော် ီနိုင်ငံမှာအကကြတော့အခုလိုစမ်းမအချိန်တစ်ခုပဲပျော့ပျော့ရွှင်ရွှင်နဲ့အကုန်လုံးက outdoor activity လုပ်ကြတာဆိုတော့ဆောင်းလင်းတလွင်းလုံးကအများသောအဖြစ်ပဲမှဘာ activity မှတိတ်မရှိကြဘူးပေါ့နော်အဲ့တော့စမ်းမလိုအချိန်မျိုးမှာလူတွေအကုန်လုံးက enjoy လုပ်ကြတာအရင်ပြောဖို့ကောင်းပါတယ်တကယ်လို့ကိုကအချိန်ရတယ်အားရဆိုရင်လည်းအပြင်ထွက်ပြီး enjoy လုပ်ဖို့အမှတော့ပြောချင်ပါတယ်ရှင်ကဲအမဗီဒီယိုလေးကိုအခုလိုချစ်ရှုပြီးအတွက်ကျေးဇူးတင်ပါတယ်အမတို့ next video မှာထပ်တွေ့ကြပါတော့ bye bye